ဒီသားကိုမြေအောက်ကနေတူးဖို့တွေ့ရှိခဲ့ရပြီးတော့ဆစ်ဆဲကြည့်တဲ့အခါမှာကြေးခင်းမှာအုံပြုခဲ့တဲ့ဓာတ်ဖြစ်ကြောင်းအခုလိုပဲသိကြရတယ်။အားလုံးပဲမင်္ဂလာပါများ။ဘာမထွေပဲအချန်တွေကနေတင်ဆက်နေပါရယ်။ဒါတော့နှစ်ပေါင်း3000တိတက်တန်းရှိနေပြီဖြစ်တဲ့တရှိတလက်ပဲဖြစ်ပါရယ်။ဒီသားကိုလွန်ခဲ့တဲ့နှစ်ပိုင်းလောက်တုန်းကဂျာမနီနိုင်ငံရဲ့တနီယာမှာတူးဖို့တွေ့ရှိခဲ့တာဖြစ်ပါရယ်။ဒါကမြေကြီးအောက်ထဲကိုရောက်ရှိနေတာနှစ်ပေါင်း3000လောက်တိကြာမြင့်ခဲ့ပြီဖြစ်ပြီးတက်ထူတူးဖို့ရေလုပ်ငန်းကိုဆောင်ရွက်နေကြတဲ့သူတွေကရှာဖွေတွေ့ရှိခဲ့ရလေဖြစ်ပါရယ်။ ။အဲဒီကနေစလို့ဒီသားနဲ့ပတ်သက်တဲ့သတင်းတွေကတမဟုတ်ချင်းဟိုလီတျော်ကျော်ဖြစ်သွားခဲ့ပြီးပညာရှင်တွေကလည်းဓာတ်ကိုလေ့လာမှုတွေပြုလုပ်ခဲ့ရမှာတော့အခုလိုမျိုးချက်လက်တွေကိုတွေ့ရှိခဲ့ရတယ်လို့သိရပြီးတော့ဒီနေ့ဗီဒီယိုထဲမှာတော့ဒီအကြောင်းအရာတွေကိုပြန်လည်ဝင်မြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပညာရှင်တွေရဲ့ဆိုရဒီသားက JK Gray ကလူသားတွေအသုံးပြုခဲ့တဲ့ဓာတ်လက်ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ကြောက်ခိတန်ခိ JK ဆိုတော့ဓာတ်ရဲ့တက်တန်းကဘလောက်ထိကြာမြင့်နေပြီလဲဆိုတာတွေးကြည့်အောင်နေရင်သိတာပါတယ်။ဒါကိုကြေးဝါနဲ့ပြုလုပ်ထားပြီးတော့အလျား81စင်တီမီတာရှိပါတယ်။ လက်ကင်တနေရာမှာလေတစ်သားနဲ့ပြစ်လုထားတာတိရပါရီဒါအပြင်ဓာတ်ကိုရှုပ်ထွေးလှပါရဲကနုတ်တီနဲ့ထွင်းထူအလှဆင်ထားပါသည်ဒီကနုတ်တီကပဲဓာတ်ရဲ့တက်တန်ဘလောက်ထိရှိနေပြီလဲဆိုတာစဉ်းစားရမှာပိုပရော့အဆင်ပြေစီခဲ့ပါရီဒီဓာတ်ကိုရှင်းနေပေါင်း3000လောက်တုန်းကဂျာမနီနိုင်ငံရှိတဲ့နေရာမှာနေထိုင်ခဲ့ကြတဲ့သူတွေကတိုက်ပွဲတွေမှာအသုံးပြုခဲ့တာဖြစ်နိုင်ပါရီဒါကဖြစ်နိုင်ရည်တခုဖြစ်ပါရီဓာတ်ပေါ်မှာထွင်းထူထားတဲ့ကနုတ်တီရဲ့တင်ကြီးတရီနဲ့လက်ရအဆင်တန်းတွေကဒီဓာတ်ကိုပိုင်ဆိုင်သူရဲ့အဆင်တန်းဘလောက်ထိရှိခဲ့ရဲဆိုတာဖော်ပြနေပါရီ နောက်တစ်ချက်ကဒီသားရဲ့ပုံမှန်သွေးမြင်ကိုကြည့်ရှုခြင်းအပြင်ဂျေခေကာလမှာနေထိုင်ခဲ့ကြတဲ့လူသားတွေရဲ့အသိဉာဏ်လက်မှုပညာနှီးပညာနဲ့လူနေမှုရှင်တန်းတွေဘလောက်ထိမြင့်မားနေပြီလဲဆိုတာကိုလည်းဖော်ပြရရောက်ပါတယ်။ဒါကအခုလိုမျိုးမြေကြီးအောက်ထဲမှာတောင်မှနှစ်ပေါင်း၃၀၀၀လောက်ထိနှိမ့်ညွန့်နေကြရပြီမေ။ဆွေးမြေ့ခြင်းမရှိပျက်စီးခြင်းမရှိတာကိုကြည့်ရင်တော့ဒီသားကိုအသုံးပြုခဲ့ကြသူတွေကတာမန်နေနေရရပုံကိုယ်တွေမဟုတ်ကြဘူးဆိုတာသိသာစေပါတယ်။ဒီသားကရှေးခေတ်ကာလမှာရှားပါပြီးတော့ဖိုးတန်တဲ့ပစ္စည်းတစ်ခုဖြစ်ခင်နိုင်ပါတယ်။ ဒီတားကိုထုတ်ရှင်တိုင်းထုတ်လုပ်ခဲ့တာမျိုးတော့မဟုတ်ပင်နဲ့အကန့်အသတ်နဲ့ထုတ်လုပ်ဖြစ်ခဲ့ွယ်ရှိပါ रे အထူးသဖြင့်တော့လူဖွဲ့စည်းရဲ့အထက်တန်းစားတွေအတွက်ကိုပဲတည်တံ့ထုတ်လုပ်ခဲ့တာဖြစ်နိုင်ပါ रे ဒါကဖြစ်နိုင်ရည်နာတစ်ခု ဖြစ်ပါ रे ဘယ်နေရာနေပဲကြည့်ကြည့်ဒီတားကိုတွန်းလုပ်တဲ့ဗဘဲဆရာရဲ့အကြီးချင်းကတော့အတော်လေးကိုလက်ပြားခါစရာကောင်းနေဆိုတာကတော့သိကြပါ रे ဒါကြောင့်ကြေးခင်မာကလေးကစွမ်းဆောင်ရင်းမြင့်လှုပ်သားတွေများစွာပေါ်ထွက်နေပြီလို့ယူဆနိုင်ပါ रे တတိယတစ်ချက်ကတော့ဒီတားကိုတွေ့ရှိခဲ့တဲ့နေရာကကြေးခေရင်ကျင်းမှုတွေတွေ့ရှိရတဲ့နေရာနဲ့အလံဝေးတဲ့ဆက်စုံနီမျိုးတနေရာမှာဖြစ်ပါ रे ဒါကြောင့်ဒီဓာတ်ကိုကုသရန်ဝေပစ္စည်းတရအနေနဲ့အသုံးပြုကြရလဲဖြစ်နိုင်ပါ रे ကျွန်တော်ဒီဓာတ်ရဲ့ JK ဆိုတာလောက်ထိနည်းပညာတွေထွန်းကားမှုမရှိသေးတဲ့ပုံစံမျိုးဖြစ်ပါ रे ဒါမဲ့ JK ဆိုတာကအနုပညာတွေနဲ့ပတ်သက်လို့ကြီးကျယ်ခန်းနာတဲ့ခေတ်တစ်ခုဖြစ်ပြီးတော့လူသားမျိုးနဲ့ချင်းချင်းပရိပက္ခဖြစ်ခဲ့ကြမှုတွေကြောင့်သာပညာရေးတွေကတေရွာကိုအများကြီးပါသွားခဲ့ကြရတာဖြစ်ပါ रे လက်ရှိချိန်မှာတော့ဒီဓာတ်နဲ့ပတ်သက်ပြီးတော့ပညာရှင်တွေကလေ့လာမှုတွေဆက်လက်ပြုလုပ်နေကြဆဲဖြစ်ပါ रे ဒေချာရာကတော့ဒီဓာတ်ကဂျေခင်မာနေထိုင်ခဲ့ကြသူတွေရဲ့ဘဝနည်းပညာနဲ့ အနုပညာဆိုင်ရာထိုးထွင်းသိမြင်နိုင်ကြပုံတွေကိုထင်ရှားနေစေပြီးတော့ရင်ကျေမှုမွေနစ်တွေကိုထိမ့်သိမ်းဆောင်ရှောက်တက်စေဖို့ခွန်အားတွေရလာစေမှာဖြစ်ပါတယ်။ JK ရဲ့ကြော်ဝါပြီးတော့ဆွဲမဖွဲကောင်းတဲ့တမိုင်းချောင်းတွေကိုထပ်မံသူတေသနာပြုခြင်းအပြင်အတိတ်ကာလတွေကမြန်မာကဘာရဲ့ခေတ်ရှည်ပြီးဒါမှမဟုတ်တမိုင်းတစ်ပတ်မလဲခင်ပြရုပ်တစ်ခုအဖြစ်နဲ့ထင်ရှားနေမယ်ဆိုတော့အသေးချာပဲဖြစ်ပါတယ်။အစုံလေးလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။နောက်နေပြည်တွေမှာထပ်မံပြီးတော့အစုံတည်ကြရအောင်ပါ။